可能掌握。ဝလင်းကိုအောင်းကျင့်ကြံနေတဲ့အချိန်တော့တွင်ဝလင်းမောင်းထုတ်ခဲ့တဲ့ဆရာတူညီအမနှစ်ယောက်ကဂူဘေးပတ်ဝန်းကျင်မှာဂူအိမ်တော်တလုံးဆောက်လုပ်နေထိုင်ခဲ့တယ်လို့နေထိုင်ရာပတ်ဝန်းကျင်ကိုလည်းအလှဆင်ပေးခဲ့ကြပါတယ် စိတ်သေးရှိရလို့ထားလို့ဆရာတို့ကိုခြင်းမှုထွက်လာတဲ့အခါကျရင်ပြေတနာရှာလာမလားဆိုပြီးညီမဖြစ်သူရှိုးဝေးကစိုးရင်စိတ်ဖြစ်နေပေမဲ့ကိစ္စမရှိပါဘူးဆိုပြီးဆရာတို့မကနှစ်သိမ့်ပေးလိုက်ပါတယ်။ဝက်လင်းနောက်ကိုအခုလိုလိုက်လာခဲ့ခြင်းကနောက်ခံအင်အားလို့ကျင်တာဖြစ်ပြီးသူတို့တွေဟာဆရာတို့အကိုခြင်းမှုနဲ့ပတ်သက်နေတယ်ဆိုပြီးသတင်းဖြန့်လိုက်တဲ့အခါတခြားသူတွေရဲ့လေးစားမှုကိုလက်ခံရရှိနိုင်တဲ့အပြင်အဓိကရင်းမြစ်ဖြစ်တဲ့ဝိညာဉ်ရိုင်းတွေကိုလည်းအများပြားပုံမဆူဆောင်းနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်းနာမည်ယူသုံးထားတာဖြစ်လို့ဝလင်းတည်သွားတဲ့အခါကျရင်အပြစ်ပေးနိုင်လောက်တယ်ဆိုပြီးဆွေးနွေးပြောဆိုနေချိန်မှာပဲဆရာတူညီလေးချင်းမှုတကြိမ်လောက်ထွက်လာခဲ့ဖို့မျှော်လင့်ပါတယ်ဆိုပြီးကောတုံကျန်တယောက်လာရောက်ပြန်ဆိုင်ပါတော့တယ်။ကောတုံကျန်ကတရီသားချင်းကျန်ချင်းအဆင့်ဖြစ်ပြီးတိမ်မဲဝဲကြီးရဲ့ထဲကနေငကားတိုက်ကွက်ထုတ်ယူလိုက်ကဝလင်းချင်းကျန်နေတဲ့ဂူအိန်တော်ကိုဖျက်ဆီးဖြစ်ဖို့စူးစမ်းလိုက်ပေမဲ့ရုတ်တရက်ထွက်ပေါ်လာတဲ့စွမ်းအင်လက်ကြီးတစ်ဖက်ကြောင့်ဖိနှိပ်ဖျက်ဆီးခြင်းခံလိုက်ရပါတယ်။ ကောတုံကျန်တရားရရှိသွားခဲ့တဲ့နောက်ဝန်လင်းလဲအရှိန်ဝါဖီအားတွေနဲ့ဒလန်ချင်းရှောက်လန်းလာခဲ့ပြီးဝိညာဉ်တထောင်ပုံရိပ်ရောင်အလံကိုထုတ်ဖော်လိုက်တဲ့အတွက်တစ်ဖက်ကလည်းသူစီမှရှိတဲ့ဆိုကပိုင်းဆိုင်မှုချင်းရှင်ပြိုင်ကြပါတယ်။ဝိညာဉ်လန်ထားခဲ့ရင်အသက်ချမ်းသာပေးမယ်ဆိုပြီးဝန်လင်းဖီအားပေးလိုက်တဲ့အခါကောတုံကျန်ကလည်းအနိုင်တိုက်နိုင်မယ်ဆိုရင်အကုန်ပေးလိုက်မယ်ဆိုပြီးဝိညာဉ်များစွာနဲ့စတင်တိုက်ခိုက်တဲ့အခါတခြားသူတွေကသတိထားဖို့ပြောပေမဲ့ဝန်လင်းနေနဲ့ကအေးဆေးဖြစ်နေခဲ့တယ်လို့ဝိညာဉ်ဝဲကြီးရဲ့ကြီးနဲ့အကုန်ဆုပ်ယူပြစ်လိုက်ပါတော့တယ်။ အတွင်းစည်းကိုင်းထဲမှာဝိညာဉ်ဝဲကရဲ့ကျင့်စဉ်ကိုလူနှစ်ယောက်လောက်ကသာလေ့ကျင့်တက်မြောက်ထားတာဖြစ်လို့လက်တွေ့မြင်လိုက်ရသူတိုင်းလည်းမယုံကြည်နိုင်ဖြစ်သွားကြပါတယ်။အရင်ပိုင်းကိုပြန်ဆက်ရမယ်ဆိုရင်အမေရောက်ခိုးအငွေးကနေပုံစံဖြစ်ပေါ်လာခဲ့တဲ့ချီလင်သားရဲ့ကအလင်းငိုက်တိုက်ခိုက်လာပေမဲ့ဝက်လင်းကအမြန်ရှောင်းတိန်လိုက်နိုင်ပြီးဟိန်းဟောက်မှုတွေကြားကနေလုကင်းတဲ့အကွာဝေးထိပြန်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။ လက်ရှိသားရဲကောင်ကသူ့ထက်အစွမ်းပိုထက်နေခဲ့ပြီးအလင်းစလိုပြုမှုလို့မရတာကြောင့်ဝိညာဉ်ကျော်မိုင်းအတွင်းကိုကျင့်ကြံမှုအရင်းမြစ်တွေဖြင့်အသုံးချကျင့်ကြံလိုက်တဲ့အပြင်မူလစိတ်ဝိညာဉ်ပြန်ကောင်းလာဖို့အတွက်အချိန်ယူကုသပေးနေခဲ့ပါတော့တယ်။အချိန်တစ်ခုကြာပြီးတဲ့အခါအသည့်စိတ်ပင်လေတွေကကွဲအပ်နေတဲ့မူလစိတ်ဝိညာဉ်လည်းအကောင်းတိုင်းပြန်ဖြစ်လာခဲ့သလိုအပြင်ဘက်ရုပ်သွင်ပေါ်မှာလည်းလက်ဖက်ရွက်နယ်ပယ်တွေတိုက်စခတ်လိုက်ရတဲ့အပြင်ကျင့်ကြံမှုအဆင့်ကလည်းတရေသားကျင့်ကြံခြင်းအဆင့်ကိုချိုးဖျက်တဲ့ရောက်သွားနိုင်ခဲ့ပါတယ်။ ဒီအခွင့်အရေးကိုချက်ချင်းအသုံးပြုပြီးဝိညာဉ်အလံတက်ကိုတင်ယူလေးကျင့်လိုက်တဲ့အခါစူးစီးခြင်းဝိညာဉ်ဝဲကရဲ့တွေးရပူဇော်ခြင်းဆိုပြီးဝိညာဉ်တန့်စင်ခြင်းအလံကိုနှစ်တကူသုံးမျိုးနဲ့ဖန်တီးထားတာဖြစ်ကြောင်းအကျဉ်းဖြင့်သိလိုက်ရပါပြီစူးစီးခြင်းဆိုတာကအခြေခံဤစနစ်ဖြစ်ပြီးပုံတရံမရှိတဲ့ဝိညာဉ်ကိုပုံတရံဖြစ်ပေါ်စေကဝိညာဉ်အလံတဲ့ထည့်သွင်းပေးရတာဖြစ်တယ်လို့ဝိညာဉ်ဝဲကရကတော့တရေသားကျင့်ကြံသူတွေသာလေ့ကျင့်တင်ယူနိုင်ကြတာဖြစ်ပြီးတက်မြောက်သွားနိုင်ဖို့ကလည်းအလွန်ရှားပါးလွန်းလာပါတယ် တကယ်လို့တက်မြောက်သွားပြီဆိုရင်တော့ဝိညာဉ်ပေါင်းများစွာကိုအလေးအမြန်ဆုပ်ယူနိုင်တဲ့အပြင်ခွန်အားချင်းရှင်ပြန်ရမှာဖြစ်ဖြစ်တိုက်ခိုက်လူယူတဲ့နေရာမှာဖြစ်ဖြစ်နှစ်ခုစလုံးမှာအာသာချက်ရှိသွားနိုင်မှာဖြစ်တယ်လို့လက်ရှိအခြေအနေမှာလဲကောတုံကျန်ဘက်ကအရေးနိုင်သွားခဲ့ပြီဖြစ်တာကြောင့်ဝန်လင်းအောင်မြင်မှုကိုဂုံယူစကားပြောလိုက်ပြီးဝိညာဉ်အလံဆက်တက်လိုက်ရပါတော့တယ် ပြီးပြီးထွက်သွားတဲ့အခါဝလင်းကခဏနေခိုင်းထားလိုက်ပြီးဝိညာဉ်ထုတ်ယူတောင်ထုတ်မှကြောက်စိမ့်ပြကဘသူစီမှရှိနေလဲမေးတော့ဝိညာဉ်ထုတ်ယူတောင်ထုတ်ကစူးချင်းရှစ်စီမှဖြစ်တယ်လို့သူစီမှလည်းလဲလို့ရနိုင်ကြောင်းကောတုံကြံကရှောက်တင်လာတဲ့အတွက်ဝလင်းလည်းထွက်သွားခွင့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဗန်းရောင်ငမွေးတောင်တစ်ခုအตายာကျဆင်းလာခဲ့ပြီးထိဖို့စ조사ရတဲ့သူတွေလည်းတတိလိမ့်မမျောသွားခဲ့ရတယ်လို့ဆရာတို့ကိုဂျင်းမှုကကြင့်ကြံစင်တစ်ဝက်လောက်ပြန်ကောင်းလာခဲ့ပါလားဆိုပြီးရှုမီတယောက်ထပ်မံရောက်ရှိလာခဲ့ပြန်ပါတယ်။ ဝမ်တာကုံယူကြောင်းပြောပြီးစိတ်ညို့တိုက်ခိုက်လိုက်ပေမဲ့အောင်မြင်ခြင်းမရှိခဲ့တဲ့နောက်ပြောချင်တဲ့ကိစ္စရှိတဲ့ဆိုရင်ရိုးရိုးတန်းတန်းပြောလို့ရကြောင်းနဲ့အခုလိုလုံးနေစရာမလိုဘူးလို့ဝလင်းကအေးဆက်စွာပြောလိုက်တော့ဒီနေရာမှာဆက်နေမယ်ဆိုရင်ကျင်းတေပေါဒုက္ခဖြစ်လာနိုင်တာမို့ကျူးချွေးကြိုကနေအ мян ထွက်သွားလိုက်ပါဆိုပြီးရှုမေကဆိုလာပါတယ်။အနီရောက်လိပ်ပြာကဆရာတူကိုတက်တာခံလိုက်ရပြီဆိုပြီးပြောတော့ သူတို့နှစ်ယောက်ကြားကမုံတီးချင်းတိုက်ပွဲတစ်ခုဟာတခြားသူတွေရဲ့အမြင်မှာတော့တားရရိုင်နှစ်ကောင်တိုက်ပွဲဆိုပြီးဝက်လင်းတယောက်သဘောပေါက်နားလဲသွားတဲ့အခါရှုမေကသူ့အတွက်ကောင်းစေချင်လို့သတိပေးနေတာဖြစ်တဲ့အပြင်မြ мян ထွက်သွားပါတော့ဆိုပြီးမူယာမာယာများနေခဲ့ပါတယ်။ရှုမေထွက်သွားတဲ့အခါသူ့အတွက်စေတနာထားပြီးသတိပေးသွားတာဆိုပေမဲ့လည်းသူမစီကနေထူးဆန်းတဲ့ခံစားချက်တွေရရှိနေတာကြောင့်အထူးသတိထားဖို့ဆုံးဖြတ်ထားလိုက်တဲ့နောက်သတိမေ့နေတဲ့ညီအမနှစ်ယောက်ကိုမြင်လိုက်ရတဲ့အခါရှုမေစီမှာအကြံတစ်ခုခုရှိနေတယ်ဆိုတာပိုလို့တောင်းတချသွားခဲ့ပါတော့တယ်။ အကြောင်းရင်းကတော့ဝလင်းကိုစိုးရိမ်ပေးတဲ့အချိန်တုန်းကသူတို့ရဲ့မျက်နှာအမူအရာကတကယ်စိုးရိမ်ပေးနေတာဖြစ်ပေမဲ့ရှုမေဟာသူ့အတွက်စိုးရိမ်ဟန်ပြပေမဲ့ဟိုးအတွင်းစိတ်ထဲမှာတော့ခံစားချက်မဲ့လမ်းစဉ်ကိုဖုံးကွယ်ထားခဲ့တာကြောင့်ဟန်ဆောင်မျက်နှာတစ်ခုဟာတကယ်အစ်စ်တွေလိုတော့တဘာဝချမနေခဲ့ပါဘူး။ဒါအပြင်ဝလင်းအားနေတဲ့အချိန်မှာတိုက်ခိုက်သွားခြင်းမရှိတာမို့တခြားရည်ရွယ်ချက်ရှိနေမှအကြမ်းဖျင်းသဘောပေါက်သွားခဲ့တယ်လို့အခုလိုနားလည်အောင်ကူညီပေးခဲ့လို့အပြစ်လုပ်ထားသူတွေကိုလည်းအသက်ချမ်းသာခွင့်ပေးလိုက်ပြီးမူလစိတ်ဝိညာဉ်ပြန်ကောင်းလာဖို့အတွက်နောက်ထပ်တစ်ကြိမ်ကူအောင်ကျင့်ကြံလိုက်ပြန်ပါတယ်။ ဖိအားပေးကျင့်ကြံလိုက်တဲ့အခါအကွဲချောင်းတွေတဖြည်းဖြည်းပြန်ကောင်းလာခဲ့ပြီးကျင့်ကြံမှုအဆင့်ကလည်းစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းကနတ်ဦးအဆင့်ထိကိုပြန်လည်ရောက်ရှိလာခဲ့ပေမယ့်မူလစိတ်ဝိညာဉ်ကူတာမှုကတော့ယာယီသဘောမျိုးရပ်တန့်သွားခဲ့ပါတယ်။အကောင့်တိုင်းဖြစ်ချင်ရင်စိတ်ဝိညာဉ်ဖိအားများတဲ့နေရာတွေမှာရှာဖွေကျင့်ကြံရမှာဖြစ်တဲ့အပြင်အားလုံးပြီးသွားတဲ့နောက်မှာတော့ရှေးဟောင်းဝိညာဉ်တွေဘက်ကိုအာယုံပြောင်းလိုက်တဲ့အခါဝိညာဉ်တတောင်းအလံပိုင်ရှင်အကြီးကဲတယောက်ကပထမအကြိမ်ကြာရှုံးသွားတဲ့အတွက်နောက်တစ်ခေါက်လာရောက်စူးစမ်းနေတာမြင်လိုက်ရပါတယ်။ ဘိုးဘေးဖြစ်သူကထိုက်တန်သူရယူနိုင်တယ်ဆိုပြီးစ조사권ပြုပေးထားပေမဲ့အခုချိန်ထိပိုင်ရှင်းပေါ်လာခြင်းမရှိသလိုဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ဒုတိယအကြိမ်မြောက်ထပ်မံစ조사ပြန်တဲ့အခါနက်ပြရောင်ကြီးလင်သားရဲကတိုးဝင်လာတဲ့ဝိညာဉ်တိုင်းကိုအตาရဖြစ်စီးပြစ်လိုက်ပါတယ် ဒါကြောင့်သွေးရည်ပူဇော်ခြင်းနီးလန်းနဲ့ဝိညာဉ်အလံစွမ်းအားတွေကိုအစများစွာမြင့်တင်လိုက်ပြီးချီလင်သားရဲ့ဝိညာဉ်ကောင်ကိုဝိုင်းဝန်းတိုက်ခိုက်ချုံနောက်လိုက်ချိန်မှာပဲနောက်ထပ်တကောင်ထပ်မံထွက်ပေါ်လာတဲ့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့အကြီးအကဲဖြစ်သူဘက်ကလည်းစိတ်ဝိညာဉ်ချိတ်ပိတ်ခြင်းခေါင်းလောင်းတစ်ခုကနေဥကျုပ်ပါသားရဲ့များစွာကိုထုတ်ယူပြစ်လိုက်ပါတော့တယ်။ဒုတိယမြောက်ကောင်ကိုဝိုင်းချုပ်ထားလိုက်ကြတဲ့အခါအကြီးအကဲဖြစ်သူကအခွင့်အရေးကိုအပြည့်အဝအသုံးချလိုက်ပေမဲ့စိတ်မကောင်းစွာနဲ့ပဲဒုတိယမြောက်တကောင်ထပ်မံထွက်ပေါ်လာတာကြောင့်အကားကွဲတစ်ခုဖန်တီးလိုက်ပေမဲ့ပောက်ကွဲလွင့်ထွက်သွားခဲ့ရပါတယ်။ သုံးကောင်ရှိသွားလို့လေးကောင်မြောက်လည်းထထွက်လာနိုင်ခြေရှိတာကြောင့်အမြန်ပြန်ဆုတ်ခွာလိုက်ပေမဲ့ချီလင်သားရဲ့သုံးကောင်စလုံးကစူပေါင်းတိုက်ခိုက်လိုက်တာကြောင့်အသက်တည်ဆုံးသွားခဲ့ရပြီးရေဒနာတွေဟာလည်းပိုင်ရှင်မဲဖြစ်သွားခဲ့ရပါပြီ။ဝိညာဉ်လန်တစ်ခုမှာသားရဲ့စိတ်ဝိညာဉ်များစွာပေါင်းစည်းရှိမနေနိုင်တာကြောင့်ဒီသားရဲ့တွေအကုန်လုံးဟာဒုတိယစိတ်ဝိညာဉ်တွေဆိုပြီးဟွန်သားရဲ့နဲ့လက်ကောင်းနဲ့တိုက်ခိုက်ဖြစ်စီပစ်လိုက်တဲ့အပြင်ပိုင်ရှင်မဲသွားတဲ့ရေဒနာတွေကိုလည်းအကုန်သိမ်းစီပစ်လိုက်တဲ့နောက် အကာအကွယ်တားမြစ်ချက်ကိုလည်းဖိအားပေးကြည့်လိုက်ပါတော့တယ်။ ရွှေရောင်ဆင်းရှိနေတဲ့မူလသားရဲထွက်လာတဲ့အခါကောင်းကင်ဘုံနယ်မြေထဲမှာမြင်တွေ့ဖူးကဲမှန်ပြတ်မဲ့ရလိုက်တဲ့အပြင်သူ့ကိုတိုက်ခိုက်လာပြီဖြစ်လို့ဓာမြင့်လန့်ရှည်တွေနဲ့ဓာစီထားလိုက်ရပါတယ်။ကျန်ရေးဝိညာဉ်ဖြစ်လို့ဓာသူတော်စင်လင်ထက်ဟုံရဲ့ခြိလင်သားရဲလောက်အစွမ်းထက်ခြင်းမရှိတော့ပေမဲ့အမွေနှစ်မညံရှိတာကြောင့်မော့တက်တွေကိုတော့ထုတ်သုံးနိုင်စွမ်းရှိတဲ့အပြင်စိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းနှောင်းပိုင်းအဆင့်တစ်ယောက်လောက်နဲ့စွမ်းအားချင်းတူညီကြပါတယ်။ ဒါကြောင့်ခေါင်းလောင်းရတနာနဲ့ပိတ်ဆို့တားဆီးထားလိုက်ရပြီးတားမြစ်လန့်ရှည်တွေနဲ့ဖိအားပေးထားလိုက်ကစိတ်ဝိညာဉ်ဝဲကြက်တွေနဲ့ဝါမျိုးဆုပ်ယူပြလိုက်ပေမဲ့အချိန်တော်ကြအောင်တောင်းခံနိုင်ခြင်းရှိနေတဲ့အပြင်ဇက်တိုက်ထိုးစစ်ဆင်မှုတွေကိုလည်းထိတ်တန့်ရင်ဆိုင်နေခဲ့ပြန်ပါတယ်။ဒီအချိန်မှာပဲချီလင်သားရဲ့ဘက်ကနေဖိအားပို့တိုးလိုက်တာကြောင့်ဝန်လင်းဘက်ကအနောက်ဆုပ်ပေးလိုက်ရတဲ့အတွက်ဒီတလိမ့်ဆန်ကောင်ကတော့ဆိုပြီးနတ်ဖိအားတစ်ဖက်ချင်းစစ်ရထားနဲ့အသေးချေတိုက်ခိုက်ပေးလိုက်ပါတော့တယ်။ ခန္ဓာကိုယ်ရှိနေရင်အရင်လိုအစွမ်းထက်နိုင်ပေမဲ့အခုချိန်မှာတော့ကြံရွဝိညာဉ်တသက်ဆိုပြီးယုံကန်ထားကြွနေတဲ့စိရထားဆောင်ကိုကျိုးဖြစ်ပေးလိုက်တဲ့နောက်အရာအဆိုင်ကောင်းတွေကိုက်ဖြစ်နေကြသလိုဝက်လင်းကလည်းရှေးဟောင်းဝိညာဉ်အလံကိုအရာယူဖို့စူးစမ်းလိုက်ပါတယ်။စစ်ဆေးကြည့်လိုက်တဲ့အခါဝိညာဉ်တသိန်းအလံဖြစ်နေတာကြောင့်သွေးတစ်ဆက်ထည့်သွင်းပြီးတင်းစီဖို့စူးစမ်းနေခဲ့သလိုနှစ်ဖျားစိရထားကိုလည်းပြန်တင်းစီထားလိုက်တဲ့နောက်အောင်မြင်သွားတဲ့အချိန်မှာတော့ချီလင်သားရဲ့စိတ်ဝိညာဉ်ကတခင်ဖြစ်သူထံမှလာရောက်အယူအသိပြုရပါတော့တယ်။ ဝက်လင်းရဲ့ဝိညာဉ်လံတင်းစီမှုကအပြင်ဘက်မှာလဲလှုပ်ခတ်မှုကြီးမားခဲ့တာကြောင့်အစင်းမြင့်ကျင့်ကြံသူတွေကိုဆွဲဆောင်မိလိုက်သလားဆိုပြီးအပြင်ထွက်စစ်ဆေးကြည့်ပြီးတာနဲ့ကျင့်စဉ်ပြေဆုံးဖို့အတွက်လိုအပ်တဲ့ကြောက်စိမ့်ပြားတွေကိုလိုက်လံတင်းစီရမယ်ဆိုကဝိညာဉ်တက်စင်တောင်ထုတ်ဖက်ကိုအ мян ထွက်လာခဲ့လိုက်ပါတယ် ဲ့ဒီနောက်မှာတော့တခြားသူတွေရဲ့ဂူအိန်တော်တွေတည်းထိကျူးကျော်ဝင်ရောက်နေခဲ့ပြီးဝိညာဉ်ထုတ်ယူကြောက်စိမ့်ပြထုတ်ပေးဖို့ပြောလိုက်တဲ့အခါဝန်လင်းကျင့်ကြံစင်ကိုဖောက်မြင်နိုင်ခြင်းမရှိတာကြောင့်ကြောက်စိမ့်ပြလိုချင်တဲ့ဆိုရင်ဝိညာဉ်ရိုင်း300လောက်အလဲထက်ပြန်ပေးရမယ်ဆိုပြီးညှိနှိုင်းကြည့်လိုက်တဲ့အခါဝန်လင်းကလည်းမလိုအပ်ဘူးဆိုရင်အာမကုံကျင်တာမို့ထုတ်ပေးလိုက်ပါတယ် ဝိညာဉ်ထုတ်ယူကြောက်စိမ့်ပြရရှိလာတဲ့အခါထုတ်ယူခြင်းနည်းစနစ်အပြင်ပျောက်ကွယ်သွားခြင်းမရှိအောင်ထိန်းထားနိုင်တဲ့နည်းလမ်းကိုလည်းလေးလာသိရှိလိုက်ရတဲ့အချိန်နှစ်ဖျားချိတ်ပိတ်ခြင်းကြောက်စိမ့်ပြကိုလည်းထပ်သွားယူအောင်မလားဆိုပြီးစူးချင်းရှိကမေတော့ထွက်သွားမလို့လုံးနေတဲ့ဝက်လင်းလဲခေါင်းကြီးပြလိုက်ပါတယ်တကယ်တမ်းမှာကတာမန်တပည့်တွေကဝိညာဉ်တန့်စဉ်ဝိညာဉ်ထုတ်ယူဆိုတဲ့နည်းစနစ်နှစ်ခုလောက်ကိုပဲလေ့ကျင့်နိုင်ကြတာဖြစ်တယ်လို့တတိယမြောက်ကျင့်စဉ်ကစိတ်ဝိညာဉ်ဖြစ်ပြောင်းခြင်းအကြီးအကဲတွေစီမှာတင်ဆီထားကြတာဆိုပြီးရှင်းပြပေးလာပါတယ် ဒီစကားကြားတဲ့အခါမူလစိတ်ဝိညာဉ်ပြန်ကောင်းလာဖို့အတွက်ကြီးမားတဲ့ဖိအားကိုလိုအပ်ပြီးလိုချင်တဲ့ပစ္စည်းကလည်းလွယ်လွယ်ကူကူရရှိနိုင်ခြင်းမရှိတာကြောင့်လေထဲတနေရာကိုတီးနေရာခုန်ကူးလိုက်တဲ့နောက်တားမြစ်အလံဝိညာဉ်အလံခြိလင်သားရဲနဲ့မင်းငကားတားမြစ်ချက်တွေကိုထုတ်ဖော်လိုက်တဲ့အပြင် ထောင်ပေါင်းများစွာသောဝိညာဉ်ရိုင်းများစွာနဲ့အတူစကားတခွန်းပြောလိုက်ပါတယ်။အဲ့ဒီစကားကတော့ဝိညာဉ်တန့်စင်ကိုင်းကလူတွေအားလုံးထွက်လာပြီးတော့တိုက်ပွဲလက်ခံကြဆိုတဲ့စိန်ခေါ်စကားတခွန်းဖြစ်နေခဲ့ပါတော့တယ်။